စကိုင်းပြဲ၍တောင်ဘက်စွန်းပိုင်းဖြစ်တဲ့ဖြူးစိတ်ပိုင်းနဲ့ပဲခူးစိတ်ပိုင်းမှာအင်အားပြင်းငယ်လင်းထပ်မံလောက်ခတ်နိုင်သေးတဲ့အတွက်ဒေသခံတွေအနေနဲ့တည်ထားဖို့လိုတယ်ဆိုပြီးမြင်းကလင်းပညာရှင်ဒေါက်တာမျိုးသားကတတိပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့က2025မတ်လ28ရက်နေ့ကပြင်အခွန်တသမခွန်နဲ့လှုပ်ပြီးတဲ့ငလျင်ပြီးတဲ့နောက်မှာဟိုအားလုံးဟိုကျွန်တော်တို့သတိထားကြဖို့ လူလာတာကဘာလဲဆိုတဲ့အကြတော့2012သပိတ်ချင်းကလေးနဲ့2025ဘောနော်အဲဒီပြာခေါ်တဲ့မှာခေါ်ရှိတဲ့မြန်မာငလင်းရဲ့ရှားကတော့10နှစ်ကျော်ကျော်ပဲကြာပြီးလောက်တာဘောနော်အဲဆိုတဲ့အကြတော့ဒီနှစ်ပိုင်းကလွဲလို့ဘော2012သပိတ်ချင်းကလေးလောက်တဲ့ပိုင်း2025ပြာခေါ်တဲ့မှာခေါ်နဲ့ငလင်းပိုင်း နှစ်ပိုင်းကလွယ်လို့ကျန်တဲ့စိတ်ပိုင်းတွေကိုကျွန်တော်သတိထားဖို့ဆိုပြီးတော့ကျွန်တော်တို့ပြောထားတာရှိတယ်။ဆိုတော့ဟိုဟိုစကိုင်းပြည့်ရဲ့မြောက်ဘက်စိတ်ပိုင်းနေနောက်ကစကိုင်းပြည့်ပြည့်ရဲ့တောင်ဘက်စိတ်ပိုင်းပေါ့။အဲ့တော့ view segment view စိတ်ပိုင်းတို့စကိုင်းပြည့်ရဲ့ပုဂိုလ် segment ပုဂိုလ်စိတ်ပိုင်းတို့ဒီဟာလေးတွေကတော့ကျွန်တော်တို့သတိထားကြရအောင်မယ်ဆိုပြီးတော့ကျွန်တော်တို့ပြည်သူလူထုကို ဟို information ပေါ့လေတရင်ချက်လည်းတည်တည်ကျွန်တော်ပေးထားတာရှိတယ်။ဟိုအခုလည်းပဲဟိုဒီဟာတွေကဟို breakers ဖြစ်နေမလားပေါ့လေရှေ့ပြေးလျင်ငလျင်လေးတွေ full shock လို့ပြောရတာပေါ့နော်။အဲ့လိုငလျင်လေးတွေများဖြစ်နေမလားဒါကျွန်တော်တို့တက်ပြောလို့တော့မရဘူး။ငလျင်ကြီးလှုပ်သွားမှသာလျင် order တွေကတော့ရှေ့ပြေးငလျင်မဲဆိုပြီးတော့ကျွန်တော်တို့ကအတီးပြုတ်ကြရတာဆိုတော့အတိုင်းမဲအဲ့လိုဖြစ်နိုင်ခြေကတော့ လို့ဒီကိုမြင်မာလာတာပေါ့နော်။အရင်နှစ်တရားနဲ့စာလို့ရှိရင်တော့တိုင်းလိုပဲပြောမှာပဲ။စကိုင်းပြည့်ရွှေပေါ်မှာလှုပ်ခတ်ခဲ့တဲ့တပိတ်ချင်းငယ်လင်းစကိုင်းငယ်လင်းကြီးတွေရဲ့အစိတ်အပိုင်းတွေကလွဲပြီးပြည့်ရွှေမြောက်ဘက်အစိတ်ပိုင်းနဲ့တောင်ဘက်အစိတ်ပိုင်းတွေကိုတတိထားဖို့လိုတယ်ဆိုပြီးပညာရှင်တွေကသတိပေးလာတာပါ။2025ခုနှစ်မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့သခိုင်းငန်ရင်ကြီးအပီနောက်ဆက်တွဲငန်ရင်ပေါင်း900ကျော်လှုပ်ခတ်ခဲ့သလို ။သကိုင်းပြည့်၍တောင်ဘက်အစိပ်ပိုင်းပေါ်မှလည်းငလင်းလှောက်ခတ်မှုတွေခက်ဆိတ်ဆိတ်ဖြစ်ပေါ်လာတာပါ။သကိုင်းပြည့်၍ရဲ့တောင်ဘက်အစိပ်ပိုင်းပေါ်မှလှောက်ခတ်ခဲ့တဲ့ငလင်းတွေဟာငလင်းကြီးထက်မှန်လှောက်ခတ်ဖို့အတွက်ရှေ့ပြေးငလင်းတွေဖြစ်နိုင်တယ်ဆိုပြီးရန်ကုန်မြို့နယ်ပြည်သူတွေကစိုးရိမ်နေကြပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ရန်ကုန်မြို့တောင်တကုံမြို့နယ်မှာနေတဲ့မျိုးသားတူကအခုလိုပြောပါဗျ။အဓိကတော့ဗျာဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ ပြည်နေပေါ့နော်လီလီဒီငလင်းနဲ့ပတ်သက်ပြီးဆွေးချောင်းကြတယ်အာဘာဖြစ်လို့လဲဆိုတော့အောင်ကသုံးစင်မှာပကိုးငလင်းဖြစ်တယ်ဗျာပကိုးငလင်းဖြစ်ပြီးတော့ဒီ6လအကြာမှာပဲဖြူးငလင်းဆိုပြီးတော့ဆက်ဖြစ်တယ်ဒါမြမဒီငလင်းသမိုင်းမှာပြောမယ်ဆိုလို့ရှိရင်ဒီနှစ်တစ်အတွင်းပေါ့နော်ဒီ register scale 7ကြော်တဲ့ဟာမျိုး6လချပြီးနှစ်ချိန်ဖြစ်ခဲ့တာပေါ့နှစ်ချိန်လုံးမှာကအပြည့်စည်းရင်းက အများကြီးရှိခဲ့တယ်။အဲ့ဒီ1930တဝိုက်မှာဖြစ်ခဲ့တော့တာမှဒီ1930တမှာဖြစ်ခဲ့တော့တာဗျာဒီလောက်သိချင်မှုရှိတယ်အဲ့ဒီအချိန်တော့မြန်မာပြည်ရဲ့အနေဒါဘာမှမဟုတ်သေးဘူးဘာမှမဟုတ်သေးဘူးဆိုတာကတိုက်တာအိုးရေအဆောင်မရှိသေးဘူးဒါပေမဲ့ဘကုန်းငက်လျင်ဖြစ်တဲ့အချိန်မှာခင်ဗျားလည်းသိတဲ့အတိုင်းပဲဒီရွှေဘော်တော့ဗျာအောင်ထိကြိုက်သွားတာဒီပြီးတော့နောက်6လအကြာမှာဖြူးငက်လျင်ထပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအားမျိုးဖြစ်ခဲ့တယ်နှစ်ခုလုံးကပြင်းအားတွေက ဒီ register scale 7ကျော်တဲ့အဆင့်နေပဲဖြစ်ခဲ့တယ်အရင်ကကတော့မှပဲဘိုးငလေးမှလူ90ကျော်လောက်တည်ခဲ့တာအခုမှတည်တာမဟုတ်တော့တဲ့ရန်ကုန်ကလူတွေတည်တာအခုဒီဒီစကိုင်းငလေးဖြစ်တဲ့အချိန်မှာလေလူတွေကပညာရှင်တွေအဓိကပါပညာရှင်တွေကဒါမျိုးနောက်တစ်ချိန်လာနိုင်တယ်ဆိုတဲ့အပေါ်မှာမလာနိုင်ဘူးလို့လည်းမပြောရဲဘူးဒီဖြစ်စဉ်ဖြစ်ထားခဲ့တဲ့အတွက်ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုတာကဘယ်လိုစေမှာကောက်ချက်ချထားလို့ရတယ်ဗျာ အခုနှစ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည်ငင်းနေကြီးလှုပ်ခတ်ပြီးနောက်ပိုင်းနောက်ဆက်တွဲငင်းနေပေါင်းရာချီလှုပ်ခတ်ခဲ့ပြီးသကိုင်းပြည့်၍တောင်ပတ်အစိပ်ပိုင်းမှာငင်းလင်းလှုပ်ခတ်မှုစိတ်လာတာပါမိုးလေဝသနဲ့မြေငင်းနေလှုပ်ခတ်မှုအခြေအနေတွေကိုစောင့်ကြည့်လေ့လာသူတချို့ကတော့သကိုင်းငင်းလင်းကြီးလှုပ်ခတ်မှုအပြီးတစ်နှစ်အတွင်းနောက်ထပ်ငင်းလင်းကြီးလှုပ်ခတ်နိုင်ခြင်းမရှိဘူးလို့ခန့်မှန်းထားကြတာပါ ပြီးခဲ့တဲ့1930ပြည့်နှစ်မှာပြင်းအားခုနှစ်သက်သက်မှ9အဆင့်ရှိတဲ့ပဲခူးငလင်းလှုပ်ခတ်ပြီး9လအကြာမှာအင်းအားခုနှစ်သက်သက်မှ3အဆင့်ရှိတဲ့ဖြူးငလင်းထပ်မံလှုပ်ခတ်ခဲ့တဲ့သမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။2025ခုနှစ်သခိုင်းငလင်းကြောင့်တေဆုံးသူ3800ဝန်းကျင်ဒဏ်ရာရရှိသူ9000ကျော်နဲ့ ပြောင်းဆုံးသူရာချီရှိခဲ့ပြီးမန္တလေး၊စကိုင်း၊နေပြည်တော်၊ပဲခူး၊မကွေးနဲ့ရှမ်းပြည်နယ်အပါအဝင်ဒေသအများအပြားငလင်တန်းကိုခန်းစားခဲ့ရပါတယ်။